မင်္ဂလာပါဒီဗီဒီယိုမှာတော့အရန်လဲအသုံးဝင်တဲ့အရန်လဲမှတ်ရလွယ်တဲ့ဒီဒူးနဲ့ပတ်သက်တဲ့အတွဲလေးတွေနဲ့ speaking word ကြအတူဆုံးလေးတွေကိုလုတ်ပြသွားပါမယ်အဲ့တော့အနောက်ကနေပြီးတော့မှ like ဆိုကြည်ပါတော့အဲဆိုရင်ပို့ပြီးတော့မှမှတ်မိသွားလိမ့်မယ်ဥပမာ do your hair do your hair မင်းရဲ့စပင်ကိုပြင်လိုက်ပါ do your hair do နဲ့ your hair ပေါင်းယုံနဲ့ အဲ့လိုအတိတ်ပဲထွက်သွားတယ်။နောက်ထပ်လည်းဝက်ကြတယ်အများကြီးလှုပ်လို့ရသေးတယ်။ဒါပေမဲ့အဲ့ဒါကိုနောက်မှပဲပြောပြမယ်ပေါ့နော်။အခုကတော့ဒါလေးနဲ့တင်တော်တော်လေးအဆင်ပြေသွားပြီ။နောက်တစ်ခုက do your makeup do your makeup မေ makeup ပြင်လိုက်ပါ။ do your makeup do your makeup okay do your makeup မင်းအင်စာလုပ်ပါ။ do your homework do your homework do your homework ဒါဆိုရင်မင်းအလုပ်ကိုမင်းလုပ်ပါ။ do your work do your work do your work okay အိမ်အလုပ်တွေကိုလုပ်လိုက်ပါ do the housework do the housework do the housework အဝတ်လျှော်လိုက်ပါ do the laundry do the laundry do the laundry မြန်မာလိုဆိုရင်ဒါက laundry ပေးတယ်လို့ခေါ်တဲ့ဟာပေါ့နော် do the laundry အင်္ဂလိပ်ကတော့ lawn လို့အတန်ထွက်ရတယ် do the laundry do the laundry ပုဂံတွေဆေးလိုက်ပါ do the dishes do the dishes dish ကပုဂံပုဂံတွေဆိုတော့ dishes လို့အတန်းထွက်တယ် do the dishes do the dishes do the dishes ဈေးဝယ်လိုက်ပါဈေးသွားဝယ်လိုက်ပါ do the shopping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  တန်ရှင်းလောက်ပါဆိုလိုတဲ့သဘောကအင်ရှင်းလိုက်ပါစသဖြင့်ပေါ့နော် do the cleaning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  မီးဘူးတိုက်ပါ do the ironing do the ironing do the ironing ချက်ပြုတ်လိုက်ပါချက်ပြုတ်တဲ့တာဝန်ကိုမင်းယူပါပေါ့နော်အဲ့ဒီလိုလဲဆိုလိုတယ် do the cooking do the cooking do the cooking ဖုံးသုံးလိုက်ပါ do the dusting do the dusting do the dusting အဲ့တော့ဒီမှာတခုပြောချင်တာက dust ကဖုံတုတ်တာကိုပြောတာဖြစ်တယ်ပြီးတော့ dust the room လို့ပြောရင်လည်းရတယ်နော် dust the room dust your table မင်းရဲ့ table စပွဲကိုဖုံတုတ်လိုက်ပါ dust your room မင်းရဲ့အခန်းကို ဖုံတုတ်လိုက်ပါစသဖြင့်ဒီလိုမျိုးပြောရင်လည်းရတယ် ဒါပေမဲ့ do the dusting ဆိုပြီးတော့ပြောရင်လည်းရတယ်ဒီမှာကတော့ဒီ dusting ဆိုတဲ့ဟာကိုပို့ပြီးတော့မှ energy generous တဲ့သဘောပေါ့နော်ဆိုလိုတဲ့သဘောက do the dusting on every sunday do the dusting on every sunday on every sunday တနင်္ဂနွေနေ့တိုင်းမှာ do the dusting မင်းကဖုံးတုပ်တဲ့လုပ်ကိုလုပ်ပါအဲ့ဒီသဘောမျိုးပေါ့နော် do the dusting on every sunday do the mopping do the mopping အဲ့တော့ဒီ do ရဲ့အရှိမှာ you ဆိုတဲ့ subject ပါတာတော့တိပေါ့နော် you do the mopping အတူဆိုတဲ့အခါမှာ do the mopping okay တော့ကြာရင် subject ကဘယ်ဟာမှမသိဖြစ်နေအောင်မယ်နော်နောက်တစ်ခုကမင်းကတော့ chan ရှင်းတဲ့အလုပ်တော့မဟုတ် garden site ပြိုးတဲ့ chan site ပြိုးတဲ့အလုပ်ကိုလုပ်ပါအာစသဖြင့်ပေါ့နော်အပင်တွေပေါင်းသင်းတာစသဖြင့် do the gardening you do the gardening do the gardening okay စာရဲစာတန်းလုတ်လိုက်ပါ do the paperwork do the paperwork အဲ့တော့မင်းကစာရဲစာတန်းလုတ်ပေးလိုက်ပါဥပမာ do the paperwork for me မင်းအတွက်စာရဲစာတန်းလုတ်ပေးပါ do the paperwork for me do the paperwork for me ဟုတ်ပြီနော်အဲ့တော့နောက်ဆုံးတစ်ခုကကြာတော့ do the odd jobs do the odd jobs job ကတော့တည်တဲ့အတိုင်းအလုပ်ကိုပြောတာဒီမှာ s ပါတယ်နော် jobs ဘာဖြစ်လို့လဲဆိုတော့ odd jobs ဆိုတာကဒီအိမ်မှာ ရှိတယ်အိမ်နဲ့ပတ်သက်တဲ့အတွင်းအပြင်အပြည့်အစည်အသေးမွှားလေးတွေကိုပြင်ဆင်တာကိုပြောတာဖြစ်တယ်ဥပမာရေပိုက်ပောက်တာတို့အာပရင်းပေါက်ပြက်တာတို့စသဖြင့်မီးဖိုပြက်တာတို့ TV ပြက်တာတို့စသဖြင့်အဲ့ဒီလိုမျိုးအဲကွန်ပြက်တာတို့စသဖြင့်အဲ့ဒီလိုမျိုးဒီစပစ်စီနဲ့ပတ်သက်တဲ့အဲဒါမဟုတ်လေအိမ်တွင်းအိမ်ပြင်အဲပစ္စည်းပစ္စည်းတွေပြက်တာနဲ့ပတ်သက်ပြီးတော့ပြင်တဲ့ဥစ္စာပေါ့နော် အဲ့ဒါကို odd jobs လို့ခေါ်တာဖြစ်တယ် do the odd jobs do the odd jobs do the odd jobs ဥပမာ he does the odd jobs for me 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 အဲ့တော့သူကငါအတွက်အဲ့လိုဒီအိမ်တွင်းအိမ်ပြင်အသေးမွှားပျက်စီးလေးတွေကိုပြင်ပေးတဲ့လူဖြစ်ပါတယ်ပေါ့နော်ပြင်ပေးတဲ့သူပါပေါ့နော်အဲ့လိုပြောတာပေါ့ တနည်းအားဖြင့်အဲ့လိုလုပ်တဲ့လူတွေကို handyman လို့လည်းခေါ်တယ်။ a handyman i need a handyman ငါကအဲ့လိုအသေးအဖွာပြင်ဆင်တဲ့လူပြင်ဆင်တတ်တဲ့လူပေါ့နော်။တယောက်လိုနေတယ်။ i need a handyman okay အဲ့တော့အခုဒီဒူးနဲ့ပတ်သက်တဲ့ဒီ15လောက်လောက်ရှိတယ်ပေါ့နော်။အဲ့ဒါကိုအခုဆိုရင်ဒါ လွယ်တယ်လို့သိသွားပြီပေါ့နော်ဒါလောက်ပါဟိုဟာလောက်ပါဆိုတာအနောက်ကနောင်းလေးတွေကိုချက်ထားရုံပဲအရှိရဘတ်က2ပဲပေါ့နော်ဒါဆိုရင်ဒါ15ခုလောက်ပြောတတ်သွားပြီပေါ့နော်ဒါဆိုရင်ဒီ15ခုလောက်နဲ့ပဲအခုမေးခွန်းတွေလုပ်ကြည့်မယ်နော်မေးခွန်းလုပ်နေသိသွားတာပေါ့ခင်ဗျာဒါဆိုရင်ဒီမေးခွန်းလုပ်နေမှာလဲလုပ်ပြတဲ့အခါမှာလိုက်ပြီးတော့စိုးကြည့်ပါနော်ဖူးနဲ့လုပ်မယ်ဥပမာဒီ do your hair ဆိုတာကိုဖူးနဲ့လုပ်မယ် ်ဘသူကမင်းရဲ့စပင်ကို ပြင်ပေးတယ်လေ who does your hair who does your hair အဲ့တော့မင်းရဲ့စပင်ကိုပြင်ပေးတဲ့လူကဥပမာဒီ make artist ပေါ့နော်ဘယ်နှယောက်ပဲပြင်ပြင်သို့မဟုတ်လဲအတော်နဲ့အမေနှစ်ယောက်ပါပေါင်းပြင်ပြင်ကိစ္စမရှိဘူးတငယ်ချင်း၃ယောက်လောက်ကပဲဝိုင်းပြင်ပြင်မေးတဲ့အခါမှာကြတော့ who does လို့ပဲမေးရတယ်။ who do your hair လို့မမေးရဘူးနော်။ who does your hair အဲ့တော့ဒီ who နဲ့လောက်သမျှဒီလို simple present tense တွေမှာဆိုရင် verb ကအနည်းဖြစ်ရတယ်နော် s တွေ es တွေအများအတန်းပါရတယ်ဒါကြောင့် do your hair ဆိုတာကို do ကို does လို့ဖြစ်သွားမယ် who does your hair ဟုတ်ပြီနော် လူအယောက်တရားပဲကိုယ်ပြင်ပေးပြင်ပေး who does ပဲ who does your hair မင်းရဲ့စပင်ကိုဘယ်သူပြင်ပေးတတ်တယ်လဲပေါ့နော်အဲ့ဒါကြတော့ အမှုအကျင့်အလေးအထကိုပြောတာဖြစ်တယ်။အဲမင်းစပိန်ကဘသူပြင်ပေးလေးရှိတယ်လဲ။ဘသူပြင်ပေးတတ်တယ်လဲ။အဲ့တော့ဟိုငါအမေကပြင်ပေးလေးရှိတယ်။ငါအတော်ကပြင်ပေးလေးရှိတယ်။တငယ်ချင်းကပြင်ပေးလေးရှိတယ်။ဒီလိုပုံစံမျိုးဖြေရတာပေါ့နော်။အဲ့တော့ဒါက simple present tense နဲ့မေးရင်အဲ့လိုအမှုအကျင့်တွေကိုဖော်ပြတယ်။ဟုတ်ပြီနော်။ဒါဆိုရင် who did your hair ကြတော့ မင်းစမိန်ကိုဘသူပြင်ပေးခဲ့တာလဲဒါကြတော့အတိတ်ကာလကိုမေးတာပြောခဲ့တဲ့အတိုင်းပဲတစ်စက္ကန့်ပဲကြာခဲ့တဲ့ကိစ္စဖြစ်ပါစေအင်္ဂလိပ်ကအတိတ်လို့သတ်မှတ်တယ်နော်အဲ့တော့ပြီးသွားတဲ့အတိတ်ဒီတော့စပင်းကပြင်ပြီးသွားပြီ who did your hair မင်းစမိန်ကိုဘသူပြင်ပေးခဲ့တာလဲ who did your hair who did your hair ဟုတ်ပြီနော်ဒါဆိုရင် make up နဲ့ပြောမယ် do your make up က means make up ပြင်လိုက်ပါဗောနော်ဒါဆိုရင် who does your make up မင်းကဘယ်သူကမိတ်ကပ်ပြင်ပေးတာလဲ Who does your makeup? Who does your makeup? ဆိုလိုတဲ့သဘောကအမြဲတမ်းသို့မဟုတ်များသောအားဖြင့်မင်းကိုဘယ်သူကမိတ်ကပ်ပြင်ပေးလဲရှိတယ်လဲဟုတ်ပြီနော် Who does your makeup? ဒါဆိုရင် My mom does my makeup အဲ့လိုပြောလို့ရတယ်နော် My mom does my makeup Who does your makeup? ဟုတ်ပြီနော်ဒါဆိုရင်အတိတ်ကာလနဲ့ပြောမယ်မိတ်ကပ်ကပြင်ပြီးသွားပြီအာဒါပေမဲ့မနေ့ကသို့မဟုတ်လွန်ခဲ့တဲ့တနင်္လာလောက်က who did your hair who did your makeup who did your makeup who did your makeup ဟုတ်ပြီเนาะဒါဆိုရင်သိဖို့ကဒီ who does your makeup ဆိုရင်ကြတော့ဒါအမှုအကျင့်အလေးအထဖြစ်တဲ့အတွက်ကြောင့်ဘယ်သူကမင်းရဲ့ makeup ကိုပြင်ပေးလေးရှိတယ်လဲဟုတ်ပြီเนาะ who did your makeup ကကြတော့မင်းမင်းကိုဘယ်သူက makeup ပြင်ပေးခဲ့တာလဲနားကြတော့များသောအားဖြင့်တခါကိစ္စကိုပဲပြောတာဖြစ်တယ်အခု makeup ပြင်ပေးပြီးသွားပြီလှနေပြီဘယ်သူကပြင်ပေးခဲ့တာလဲ Who did your makeup? ဟုတ်ပြီနော်။ဒါဆိုရင် do homework နဲ့လုပ်ကြည့်မယ်။မင်းရဲ့အင်စာကိုလုပ်ပါဆိုရင် do your homework ။ဒါပေမဲ့ who does your homework လို့မေးရင်ကြတော့မေးခွန်းကမှန်ပေမဲ့ဘသူကမင်းအင်စာကိုလုပ်ပေးသလဲဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒါအဲအတိတ်ပဲကြတော့တိတ်မရှိဘူးပေါ့နော်။များသောအားဖြင့်အင်စာကကိုယ့်ဘာသာကိုလုပ်တာလေ။ဒီတော့ who does my homework who does your homework ဆိုတာတွေကမေးခွန်းမှန်တယ်ဒါပေမဲ့အတိတ်ပဲကြတော့သိမရှိဘူးဘယ်လိုမျိုးမေးရင်ပိုကောင်းလဲဆိုတော့ who did the homework အဆရာမတယောက်အနေနဲ့ဟိုမှာကျောင်းသားတွေကိုအင်စာပေးလိုက်တယ်အာနောက်တဲ့အတန်းမှာပြန်တွေ့တဲ့အခါမှာ who did the homework အင်စာဘယ်သူလုပ်လာသလဲအဲ့လိုမျိုးမေးလို့ရတယ် who did the homework who did the homework ဟုတ်ပြီနော်ဟို who does your homework who does my homework အစား who did the homework ဆိုတာကပို့ပြီးတော့မှစီလျော်တယ်โอเคနော် do the housework ကကြတော့အိမ်အလုပ်လုပ်တယ်ဒါကကြတော့ who does the housework in your home who does the housework in your home မင်းရဲ့အိမ်မှာဘသူကအိမ်အလုပ်တွေလုပ်လေရှိသလဲလုပ်လေရှိသလဲလုပ်တတ်သလဲစသဖြင့်နော်ဒါဆိုရင် in your home ကို at your home လို့လည်းရေးလို့ရတယ်နော် who does the housework at your home or who does the housework in your family မင်းရဲ့မိသားစုမှာ housework ကိုဘယ်သူကလုပ်တတ်တယ်လဲလုပ်လို့ရှိတယ်လဲအတိတ်ကာလနဲ့မေးရင်ကြတော့ who did the housework who did the housework who did the housework ဘယ်သူကအိမ်လုပ်တွေလုပ်ခဲ့တာလဲဒါဆိုရင် do the laundry အဝတ်လျှော်တယ်အဝတ်လျှော်လိုက်ပါ do the laundry do the laundry Who does the laundry? Who does the laundry in your family? မိမိသားစုထဲမှာဘယ်သူကအဝတ်လျှော်တာလဲ?ဘယ်သူကအဝတ်လျှော်တဲ့အလုပ်ကို လုပ်တယ်လဲ?တာဝန်ယူထားတယ်လဲ?စသဖြင့် Who does the laundry? ဒါဆိုရင်အတိတ်ကာလနဲ့မေးမယ်။အဝတ်တွေကိုဘယ်သူလျှော်ခဲ့တာလဲ? Who did the laundry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  yesterday? မနေ့ကအဝတ်တွေကိုဘယ်သူလျှော်ခဲ့တာလဲ? do the dishes ပကံဆေးတယ်ဒါကြတော့ do the dishes လို့ပြောရင် ပကံဆေးလိုက်ပါ who does the dishes ဘသူကပကံဆေးတာလဲဒါကြတော့အမူအကျင့်ဖြစ်တဲ့အတွက်ကြောင့်မိမိသားစုထဲမှာဘသူကပကံတွေကိုဆေးလေးရှိတယ်လဲ who does the dishes in your family လိုက်ဆိုကြည့်ပါနော် who does the dishes in your family who does the dishes in your family Who does the dishes in your home? Who does the dishes in your home? အတိတ်ကာလနဲ့မေးမယ်။မနေ့ကပုဂံလေးကိုဘသူဆေးခဲ့တာလဲ? Who did the dishes yesterday? Who did the dishes yesterday? Who did the dishes yesterday? Okay, နောက်တစ်ခုလိုက်ဆိုကြည့်ပါ။ Do the shopping. ဈေးဝယ်လိုက်ပါ။ဈေးဝယ်သွားပါ။ Do the shopping. Who does the shopping? Who does the shopping? Who does the shopping? who does the shopping ဘသူဈေးဝယ်တယ်လဲအဲ့တော့ who does the shopping in your family မိမိသားစုမှာဘသူကဈေးဝယ်တဲ့တာဝန်ကိုယူထားတယ်လဲ who does the shopping who does the shopping ဒါဆိုရင်မနေ့ကဘသူဈေးဝယ်သွားခဲ့တာလဲ who did the shopping who did the shopping who did the shopping ဟုတ်ပြီနော် okay နောက်တစ်ခုလိုက်ဆိုပါ do the cleaning do the cleaning တန်ရှင်းလုပ်ပါတန်ရှင်းလုပ်တဲ့တာဝန်ကိုယူပါ who does the cleaning at your home ဒါတော့ in your home at your home ကအတူတူပဲเนาะ or in your family ပေါ့ who does the cleaning at your home who does the cleaning in your home who does the cleaning in your family okay အတက်ကာလကိုလိုက်ဆိုပါ who did the cleaning today ညနေလောက်မှာမေးတဲ့ကိစ္စပါเนาะဒီနေ့ cleaning ဘယ်သူလုပ်ခဲ့တာလဲဒီနေ့ဘယ်သူကတန်ရှင်းတာဝန်ကိုယူပြီးလုပ်ခဲ့တာလဲ Who did the cleaning today? Who did the cleaning today? Who did the cleaning today? Okay. Me bu time no. Do the ironing. Do the ironing. Do the ironing. Who does the ironing in your home? Who does the ironing in your home? Ironing. Ironing. Who does the ironing in your home? Who did the ironing today? Who did the ironing today? Who did the ironing today? Do the cooking. Do the cooking. ဒါတနည်းအားဖြင့်ချက်ပြုတ်တဲ့တာပုံကိုယူရဲဆိုတဲ့အတိတ်ပဲပေါ့နော်။ဒါဆိုရင်မိမိသားစုမှာဘသူကချက်ချက်လေးရှိတယ်လဲ။ဘသူကချက်ပြုတ်တဲ့တာပုံကိုယူထားတယ်လဲပေါ့နော်။အဲ့တော့များသောအားဖြင့်ဘသူချက်တယ်လဲ။အဲ့တော့အမူအကျင့်အလေးအထားတွေကိုပြောတာနော်။ Who does the cooking in your family? ဆိုကြည့်ပါ။ Who does the cooking in your family? Who does the cooking in your family? Who does the cooking in your family? Who did the cooking yesterday? မနေ့ကဘသူချက်ခဲ့တာလဲ?မနေ့ကဘသူချက်ပြုတ်တဲ့တာဝန်ကိုယူခဲ့တာလဲ? Who did the cooking yesterday? Who did the cooking yesterday? Okay? Do the dusting dustin ဖုံထုတ်တယ်။ Do the dusting dustin ဖုံထုတ်လိုက်ပါစသဖြင့်ဖုံထုတ်တဲ့တာဝန်ကိုယူလိုက်ပါ။ဖုံထုတ်တဲ့အလုပ်ကိုလုပ်လိုက်ပါ။ Who does the dusting in your family? Who does the dusting in your home? အိမ်မှာဖုန်တွေအများကြီးရှိတယ်ပေါ့။အဲ့လိုမေးလိုက်လို့ရတယ်။ Who does the dusting in your home? ဒါပေမဲ့ယင်းနှီးမှမေးတာကောင်းတယ်နော်။အော်ရောက်ရောက်ချင်းစောက်နေ twin ဆိုလို့မင်းအိမ်ကဟာလာ dustin ကိုဘယ်သူလောက်တာလဲကြတော့သိအဆင်မပြေဘူးလေဒါမှတငယ်ချင်းချင်းပြရမေးလို့ရတယ် who does the dustin in your home Who did the dusting yesterday? Mania dusting with look at Who did the dusting yesterday? Who did the dusting yesterday? Obino. Okay, now to Kudome. Do the mopping. Daro Lueware, Jan Dagdabon. Who does the mopping? Who does the mopping? Who does the mopping? Who did the mopping? Who did the mopping? Who did the mopping? gardening နဲ့ပြောကြည့်မယ်နော် do the gardening ခြံလုပ်ကိုလုပ်တယ်ဆိုလိုတဲ့သဘောကခြံထဲမှာပေါင်းသင်းနဲ့အပင်စိုက်တဲ့ရေလောင်းနဲ့စသဖြင့်ခြံနဲ့ပတ်သက်တဲ့ကိစ္စအဝဝကိုလုပ်တယ်ပေါ့နော်ဒါဆိုရင် gardening လုပ်တယ်ဆိုရင်ပို့ပြီးတော့မှပြောရတာအဆင်ပြေတယ်နော် do the gardening do the gardening ဒါဆိုရင် who does the gardening who does the gardening အိုးမင်းပန်းခြံကြီးကအရန်လှတာပဲနော် who does the gardening who does the gardening gardening ဘယ်သူလုပ်တာလဲဆိုတော့ပြောချင်တဲ့သဘောကဒီတာဝန်ယူပြီးတော့မှလှုပ်လှစ်လှုပ်ထားရှိရလို့ပေါ့နော်အာဒီ gardening ကိုအာများသောအားဖြင့်ဘယ်သူလုပ်တာလဲ who does the gardening okay ဒါဆိုရင်ဒီမနေ့က gardening ဘယ်သူလုပ်သွားခဲ့တာလဲ who did the gardening this morning who did the gardening this morning ဟိုမှာပြန်ကျဲပြီးတော့ဂျန်ခဲ့ပြီเนาะ who did the gardening သွားရှင်းလိုက်အောင် who did the gardening okay เนาะ ဆရာဆရာလုပ်မယ်ဒါလည်းတော်တော်များများကြုံရတဲ့အလုပ်နော်ဟုတ်တယ်မလားဗီဇာလုပ်တယ်တော့ passport လုပ်တယ်တော့အလုံးနဲ့ကိစ္စအဝဝပါလေအဲ့တော့ paper work အလုပ်တယ်အများတန်းကြုံရတယ်အဲ့တော့လုပ်ပေးတဲ့လူရှိတယ်တခါလေကိုကိုယ်တိုင်လည်းလုပ်ရတယ် who does the paperwork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  တကယ်လို့မင်းတွေဆရာဆရာကိုဘယ်သူကလုပ်ပေးတာလဲဆို who does the paperwork for you who does the paperwork for you ကိုက boss ပဲဆိုပါစို့နော်ကိုလုပ်ပေးတဲ့လူအများအားလုပ်ပေးတဲ့လူရှိနေတယ်ပဲဆိုပါစို့နော် who does the paperwork for you အဲ့တော့ကိုရဲ့အလုပ်မှာကိုကို paperwork လုပ်ပေးတဲ့လူအများအားရှိနေတယ်ဆိုပါစို့ကိုရဲ့အတွင်းရေးမှုသို့မဟုတ်တယောက်ယောက်စရေးစရေးမှာစသဖြင့်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုရင် she does the paperwork for me he does the paperwork for me အဲ့လိုပြောရတယ်ဘယ်သူမှလုပ်ပေးတာလဲကြတော့ who does the paperwork ဟုတ်ပြီနော် ဒါဆိုရင်မင်းအတွက် paperwork ကိုဘယ်သူကလုပ်ပေးခဲ့တာလဲ။အမင်းအခု visa ရသွားပြီ။ paperwork တွေဘယ်သူကလုပ်ပေးခဲ့တာလဲ။ Who did the paperwork for you? Who did the paperwork for you? အခုကျတော့ဒီလုပ်ပြီးသွားပြီနော်။ကိုကလိုချင်တာရသွားပြီ။ visa ရသွားပြီ။ passport ရသွားပြီ။ paperwork တွေကိုဘယ်သူကလုပ်ပေးခဲ့တာလဲ။ Who did the paperwork for you? Okay, နောက်ဆုံးတစ်ခုကြည့်မယ်။ Do the odd jobs. Do the odd jobs. ဒါကြတော့ခုနပြောသလိုအိမ်တွင်းအိမ်မြင်အပျက်စီးအသေးမွှားလေးတွေကိုပြင်တာနော် Who does the odd jobs in your family? Who does the odd jobs in your family? သို့မဟုတ် who does the odd jobs in your home အဲ့တော့အိမ်တစ်ခုမှာ odd jobs လုပ်တဲ့လူက logo လို့ရတယ်နော်ဘာလို့လဲဆိုတော့တောင်းနေပိုက်ပေါက်ပြန်ပြီတောင်းနေရေတွေဒစိမ့်စိမ့်ကြနေပြန်ပြီတောင်းနေခေါင်းမိုးကမိုးယိုပြန်ပြီတောင်းနေပတင်းပေါက်ကအဆင်မပြေပြန်ဘူးစသဖြင့်အဲ့ဒီလိုမျိုးအာတောက်တော်မေရတောက်တော်မေရဆိုတာအထဲအဲ့လိုပြင်တက်စင်တက်လူတယောက်ပေါ့နော်အဲ့ဒီလိုမျိုးလိုတယ်ဒါကို odd jobs လို့ခေါ်တယ်နော် TV ပြင်တက်တယ်အဲကွန်ပြင်တက်တယ်စသဖြင့်ပေါ့နော်တင်းတင်းမွှမွှအပြင်အစင်လေးတွေကိုပြောတာဒီတော့ who does the odd jobs in your family? Who does the odd jobs in your home? စသဖြင့်အဲ့ဒီလိုမျိုးပြောရတယ်။ဒါဆိုရင်အတိတ်ကာလနဲ့မေးမယ်ဆိုရင်တော့ who, who did the odd jobs? Who did the odd jobs? who did the odd jobs ဟုတ်ပြီเนาะ okay ဒီလိုဆိုရင်ဒါ speaking one ကြတယ်ဒါ who နဲ့တော်တော်လေးလုံတက်သွားပြီเนาะအာတေချာလေးလေးလာဖို့အရေးကြီးတယ်ဘာလို့လဲဆိုတော့အာဒီနှုတ်တိုက်ချက်ရင်ကြတော့နားမလဲဘဲနဲ့နှုတ်တိုက်ချက်လို့ရှိရင်ကြကြမခံဘူးဒါကြောင့်မို့လို့ဒီလိုနားလဲပြီးတော့မှ speaking အပြောလေးကျင်တာကပို့ပြီးတော့မှကြက်ကြက်ပြန့်ပြန့်နောက်ထပ်ပို့ပြီးတော့မှပြောတတ်သွားတယ်ပေါ့เนาะ okay ဒီလိုဆိုရင်အမေးဖို့မေးကြည့်မယ် who does the cleaning in your family who does the cleaning in your family မင်းရဲ့အိမ်မှာ cleaning ကိုဘယ်သူလုပ်လဲဆိုတော့ငါလုပ်တယ် I do it လို့ဖြစ်ရုံပဲ I do it Who does the cleaning in your family? I do it. Who does the cleaning in your family? I do it. ဆိုကြည့်ပါ Who does the cleaning in your family? အဲ့ဒါကိုဆိုကြည့်ပါ Who does the cleaning in your family? ဖြေကြည့်ပါ I do it. I do it. I do it. ဒါဆိုရင် I do it မဟုတ်ဘဲနဲ့ ငါအမေလုပ်တယ်ဆိုရင်ကြတော့ my mother do it လို့ပြောလို့မရဘူး my mother does it my mother does it my mother does it အမေကြတော့အမေကြတော့ does နဲ့ပြောရတယ်နော်ဒါအရှိဗီဒီယိုတွေမှာသေချာရှင်းပြပြီးသွားပြီနော်ဘာကြောင့်ဆိုတာ do တွေ does တွေကွဲပုံကအဲ့ဒီမှာပဲသွားကြည့်လိုက်ပါအခုကတော့ my mother does it လို့ပြောရတယ်တကယ်လို့အဖေလုပ်တယ်ဆိုရင် my father does it ငါအကိုလုပ်တယ် my brother does it ငါအမလုပ်တယ် my sister does it စသဖြင့်သူမမောင်မောင်လုပ်တယ် mom mom does it အဲ့ဒီလိုပြောရတယ်။သူမဟုတ်ငါတို့အလုံးအတူတကွာလုပ်ကြပါတယ် cleaning ကိုဘယ်သူမှတန်ရှင်းရေကိုတူးတည်းမလုပ်ဘူး။အကုန်လုံးဒီလိုပဲစုပေါင်းပြီးတော့လုပ်ကြတယ်။ we all do it together we all ငါတို့အလုံး we all do it အဲ့ဒါကိုလုပ်ကြတယ် together အတူတကွာလိုက်ဆိုကြည့်ပါ we all do it together we all do it together. together. We all do it together. Take <laughs> Who did the cleaning yesterday? Who did the cleaning yesterday? I did it. So Jiva, yes. I did it. I did it. Who did the cleaning yesterday? So Jiva, yes. Who did the cleaning yesterday? I did it. I did it. I did it. my mother did it သို့မဟုတ် my mom did it အဖေလုပ်တာဆိုရင် my father did it သို့မဟုတ် my brother did it uh, my sister did it okay မောင်မောင် did it မြမြ did it စသဖြင့်အဲ့ဒီလိုပြောရတယ်ဘယ်သူမှမလုပ်ခဲ့ပါဘူးဆိုရင်ကြတော့ no one did it no one did it no one ဘယ်သူမှမ ऐ सो so, नो पारे ट्वेचा मतलब क्या हुआ सो रे देख बे यारे नो वन डिड इट नो वन डिड इट हु डिड द क्लीनिंग यस्टरडे नो वन डिड इट हु डिड द क्लीनिंग यस्टरडे नो वन डिड इट हु डिड द डिशेस लास्ट नाइट मनीन्या का पकाने बदु सेगे राले बदु माम सेगे हु नो वन डिड इट नो वन डिड इट ओके ना हु डिड द डिशेस लास्ट नाइट हु डिड द डिशेस लास्ट नाइट no one did it ဒါဆိုရင် who did the laundry yesterday မနေ့က laundry ဘယ်သူ လုပ်ခဲ့လဲဘယ်သူဝတ်လျှော်ခဲ့လဲဘယ်သူမှမလျှော်ခဲ့ဘူး no one did it who did the laundry yesterday no one did it ဒါဆိုရင်ဟိုမင်းတို့အိမ်မှာ a laundry ဘသူလျှော်တယ်လဲဒါခုနကမေးပြီးသွားရယ်နော်အဝတ်ဘသူလျှော်လေးရှိတယ်လဲအဝတ်လျှော်တဲ့အလုပ်ကဘသူကလုပ်တတ်တယ်လဲ who does the laundry in your family ဘသူမှမလုပ်ဘူးဆိုရင် no one does it no one does it ဟုတ်ပြီနော် who does ဖြစ်တဲ့အတွက်ကြောင့် no one does အဲ့လိုဖြေရတယ်ခင်နော် who does the laundry in your family ငါလုပ်တာဆိုရင် i do it i do it သမဟုတ် my mom does it my sister does it သမဟုတ်အိမ်အကူကလုပ်တာပါ my maid or our maid does it အဲ့လိုပြောရတယ်ဘယ်သူမှမလုပ်ဘူးဆိုရင်ကြတော့ no one does it no one does it ဟုတ်ပါပြီเนาะဒီလောက်ဆိုရင်တော့ဒီမှာဘာတွေကိုသိသွားပြီလဲဆိုတော့ဒီ do နဲ့အတွဲတွေဖြစ်တဲ့ verb ပေါ့เนาะအာဒီ wash your teeth တို့ cleaning လုပ်သည်တို့စသဖြင့်ဒါတွေအားလုံးပေါင်း15ခုလောက်ရှိတယ်အဲ့ဒါကိုဒါ imperative နဲ့လည်းလုပ်တတ်သွားပြီ imperative ဆိုတာကအမ်စပင်းပြင်လိုက်ပါ do your hair မင်းအဲ့လှုပ်လှုပ်လိုက်ပါ do the housework မင်း makeup ပြင်လိုက်ပါ do your makeup စသဖြင့် အဲ့ဒီလိုမျိုးလဲဒါအမိန်ပေးတာသို့မဟုတ်အာခိုင်းတာပေါ့နော်အဲ့ဒီလိုမျိုးအာလုတ်တက်သွားပြီနောက်တစ်ခါမေးခွန်းလုတ်တက်သွားပြီဘသူကမင်းအတွက်ဘာလုပ်ပေးသလဲသို့မဟုတ်မင်းအိမ်မှာဘသူကတန်ရှင်းလုတ်လဲအဲ့ဒါအဲ့ဒါကို လုတ်တက်သွားပြီပြီးရင်ဖြေလဲဖြေတက်သွားပြီပြီးအဲ့ဒါကိုအတိတ်ကာလနဲ့လဲအာလုတ်တက်သွားပြီအခုကတကယ်တမ်းမှာဒါ tense series မှာ simple past tense ကိုလုတ်ပေးနေတာဖြစ်တယ် အဲတကယ်တော့လုပ်ပေးရမှာက did နဲ့ပတ်သက်တဲ့ဟာတွေပဲလုပ်ပေးရမှာ။ Now no one did it. Um I did it. သာသဖြင့် my mom did it. Uh my mom did the dishes. My father did uh the cleaning. Uh, my brother did the gardening. သာသဖြင့်အဲ့ဒီလိုမျိုးလေးတွေလုပ်ပေးရမှာပဲ။ဒါပေမဲ့သူကဒီတစ်ခုတည်းသင်ကြတော့အရှိရာဒီ simple present tense verb 1နဲ့လုပ်တာတွေကိုမေ့သွားမှာဆိုလို့ သို့မဟုတ်မလုတ်တတ်မှာဆိုလို့အဲ့ဒါနဲ့ရောပြီးတော့မှတခါတယ်ရှင်းပြလိုက်တာ ဖြစ်တယ်ဇွဲရှိကြပါနော်ဖြတ်လန်းမလိုက်ပါနဲ့အာဒီဟာတွေကမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်များသောအားဖြင့်ဟာဒါတွေကိုသေချာသင်မှအဆင်ပြေတယ်เนาะ language ရဲ့ပုံစံမတူဘူးဒါကြောင့်မို့လို့နားလည်ပြီးတော့လေ့ကျင့်တာကကြာရှည်ခံတယ်အအများကြီးလက်ချက်တတ်တယ်โอเคမလားเนาะဒါဆိုရင်ရှေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်เนาะ ။အော်ဒါနဲ့ quiz လေးတွေအာပေးထားတယ်နော်။အာဒီဗီဒီယိုနောက်ဆုံးမှာ quiz လေးတွေကိုဖြည့်သွားပေးပါ။အဲ့ဒါမှလည်းပို့ပြီးတော့မှကျွမ်းကျင်သွားပါလိမ့်မယ်။အဲ့ဆိုရင်ရှေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။